မင်္ဂလာပါဒီဗီဒီယိုမှာလည်း JLPTN4 reading ရဲ့နောက်ဆုံးတစ်ပုဒ်ကိုမြန်မြန်ဆန်းဆန်းနဲ့အကောင်လုံးမှန်အောင်ဖြေနည်းကိုမျှဝေပေးမှာဖြစ်ပါတယ်။ JLPTN4 2016 December မေခွန်ဟောင်းဖြစ်ပါတယ်။ရမေခွန်ကိုဖတ်ကြည့်ကြမယ်။မိကြီးနော်ပေချင်းနော်အိုရှင်သားဆဲကိုမြင်တဲ့下の質問に答えてください。右のページ。 ညာဘက်စာမျက်နှာရဲ့အုံရှိတာဆဲခြေညာချက်ကိုကြည့်ပြီးတော့အောက်ကမေခွန်းလေးကိုဖြည့်ပါတဲ့ရောညာဘက်စာမျက်နှာမှာခြေညာချက်ရှိမယ်ခြေညာချက်ကိုကြည့်ကြည့်လိုက်တဲ့အခါမှာခြေညာချက်ကဟာဒူသနောရှိမိုဆိုတဲ့ခေါင်းစဉ်ဟာဒူဆိုတာကຫນွေဝရတယ်နော်သနောရှိမိုဆိုတာပြောရှင်ချရအောင်ဆိုຫນွေဝရတယ်မှာပြောပြောရှင်ရှင်နဲ့ဘယ်လိုဖြတ်တန်းကြမလဲပေါ့နော်ပြောရှင်ဖြတ်တန်းကြအောင်ဆိုတဲ့အစီအစဉ်ခြေညာချက်လေးရှိတယ် โอเคเอารอมีคนหัวติดชานาเลยเอาอย่างตัวแบบมีคนมาละตรงจริงค่ะฮาเมสซันตมาริอาซันว่า春を楽しもうに行きたいと思っていますซันซันเนี่ยเอาไปเถอะเนาะที่เนี่ยเอาค่ะที่คุณอาจารย์เจสซี่ก็行きたいตัวเช่นเนี่ยรู้ด้วยเลย4月に行われるもので、リラーバイマーチンバーマーチェって、 ကန်ッက်တဲラ့ဟာတွေကိုတချမ်းမှတ်မယ်နော်ရှေးကားသလေလာပိုင်းမှာဖြစ်ရမယ်။အိုမီဆဲနိုနာကတဲ့音楽を聴きながら。サインテーマ、音楽を聴きながら、でギターをなたをいね。お昼に、ねねま、食事ができるものがいいです。食事ができる、そう、ささあ、やれ、そう、ねれささあ、やれは、ぴえん、かおめ、おかの。 ハゲズさんたちが選べるのはどれですかあとろ言えろやら別とくってね。あの、ディロ検定されたハレでこう、あえん無損てちゃ、来ぴろ待め、待ぴろ見込まとしゃめ。で、ラバイまちんばれは、てちんな投入ね、貯めさろやれは。はい、あの、サバイクをとしゃじゃあ。で、かま、あみゃじべ、このままぴろパスやむろ。 ဲ့ဒီလိုကြည့်လိုက်လို့ရှိရင်ငုံတာမျက်ဟာလေးတွေကိုကြည့်ကြည့်ကြရမယ်နော်အဲ့တော့ပြီးတော့ခုနကကိုရှာမယ်ဟာလေးလမ်းပိုင်းမှာကျင်းပါမယ်ဟာဖြစ်ရမယ်တချို့ကထောင်ရင်လည်းထမင်းစားလို့ရရဟာဖြစ်ရမယ်အဲ့တော့တောင်းတာလေးလာတယ်ဝင်တွေ့နေပြီနော်ဆောင်းကစတူရှိကစနော်ရတဲ့ဒီလိုတင်းစွာအစီအစဉ်တောင်းတာပိုင်းနဲ့လေးလာပိုင်းရဲ့အစီအစဉ်လေးဖြစ်တယ်အဲ့တော့ဒီမှာနာမည်ညိုကင်းဆိုတော့အစီအစဉ်နာမည်ပြီးတော့ညိုကင်းကွန်ချန်ဝင် နဲ့ပတ်သက်တာရေးထားတယ်ပြီးတော့ ski niche ဆိုတော့လမ်းနဲ့ရင်းနေရေးထားတယ်ပြီးတော့ biologic နေရာနဲ့အချိန်ရေးထားတယ် astronomical astronomical ဆိုဆူနေတာလူဆူတဲ့အချိန်ပေါ့နော်အဲ့တော့အချိန်ရောရေးထားတယ်အမတန်ကကျူရောဆူနေတဲ့အချိန်လို့ပါလို့ဆူနေရမယ့်အချိန်ကိုရေးထားတာဒီဘက်ကဟာအဲ့တော့အချိန်ကနှစ်ခုပဲတတိထားပြီးတော့ကြည့်ရမယ်နော်အခုကလည်းလည်းမှာမှာကျင်းပါရဲ့ဟာဖြစ်ရမယ်ဆိုတော့ဒီလမ်းတိုင်းကကိုကြည့်ကြည့်နေ။အဲ ခုတတိထားမှာကဂျပန်စာကားမှာဂျပန်စာမှာစာရေးတဲ့ခါကြလို့ရှိရင်လအငယ်ငယ်ပြီးမှရက်ကိုရေးတယ်။ဒါဆိုရင်၃လပိုင်း၅ရက်လို့ပြောတာ။မြန်မာကပါလကိုအငယ်ကြီးတာဖြစ်တယ်နော်။အဲ၃လပိုင်း၅ရက်တနင်္ဂနွေနေ့၃လပိုင်း၁၇ရက်စနေနေ့ဒါလို့ရေးထားတော့ဒီမှာ၄လပိုင်းအဲ့တော့ကျမတို့ရှာမှာ၄လပိုင်းမှာလုပ်မယ်ဟောရှာမှာဆိုတော့ဒီအောက်က၄ခုကိုကြုံဝင်မယ်ပေါ့နော်။ဒီ၄ခုကြုံဝင်မယ်ပြီးတော့သူကနီးလေစာစာမယ်လို့ပြောတာ။ နိုင်နေစာစားမယ်ဆိုတော့ဒီဘက်အချိန်လေးတစ်ချက်ကြည့်လိုက်မယ်18နာရီ19နာရီဆိုတော့ဒါညနေဖြစ်သွားပြီဆိုတော့တောင်းပယ်လိုက်တော့မယ်နောက်တစ်ခု7နာရီ14နာရီဆိုတော့ဒါဖြစ်နိုင်တယ်နေ့လယ်စာစားမယ်အချိန်ဖြစ်နိုင်တယ်နော်လေးလပိုင်းလည်းဖြစ်တယ်ဆိုတော့ဒီတစ်ခုကိုနံပါတ်၄တစ်ခုကိုခဏတို့ထားခဲ့မယ်ပြီးတော့နောက်ထပ်ထပ်ပြီးတော့ကြည့်ကြည့်ရင်နောက်တစ်ခုကဒါလည်းညနေပိုင်းဖြစ်သွားရင်ဒါလည်းပယ်မယ်နောက်ဆုံးတစ်ခုကြည့်လိုက်လို့ရှိရင်နေ့လပိုင်းမှာ ਨੇ ဒါလည်းနေ့လေအချိန်ဖြစ်တယ်ဆိုတော့ဒါလည်းဖြစ်နိုင်တယ်အဲ့တော့ကြည့်ရမှာကနံပါတ်၄နဲ့နံပါတ်6ကိုတခြားရွေးပြီးတော့ကြည့်ရတော့မှာအမှမှာတချင်းနားထောင်ရင်နဲ့ထမင်းစားမှာအဲ့တော့တချင်းနားထောင်ရင်နဲ့ထမင်းစားမယ်ဆိုတော့စာနည်းနည်းဖတ်ကြည့်ရအောင်ဒီမှာဘာစုလည်းဒီကိုနဲ့ဘာစုဂျန်နက်ကန်ကြီးနဲ့မဖတ်တဲ့ကြော်ခဲ့မယ် 对嘛，umi，所以看见你拍的对啊，umi 对，所以说拍的呀，umi 我，米娜嘎啦，本来我今年来的，本来我今年来，我本都他本嘛，他本没啥买，说本来我今年啥买，说他去那行嘛没拍到，然后来又交接，交来嘛，抢过拍的，你看你么拍的不，说啊拍的吧，我那酷盖呢，而 music，看啊看呐。 music ပွဲပေါ့အဲ့တော့ဒါဆိုဖြစ်နိုင်ပြီဆက်ပြီးတော့ဖတ်ကြည့် estonan de shokuji o shinagara piano wo tanon shimimasho restaurant မှာထမင်းစားရင်လည်းစားသောက်တမ်းမှာထမင်းစားရင်လည်းပီယန်နိုတီးတာနားထောင်လို့ရတယ်တဲ့ကဲတော့လေးလေးစားစားရင်တေဂီတာနားထောင်ချင်တယ်ဆိုတဲ့သူတွေအတွက်နံပါတ်6ကိုရွေးလို့ရပါပြီဒါကြောင့်အဖြေကိုတွက်ကြည့်ရအောင်ဆိုတော့အ 時4番です。OK, やとばみ。行こう。ジーナさんは春を楽しもうに行こうと思っています。どれぐらのジーナさんそれぐアメロトゥイレ。土曜日に行きたい。チェンバラビ。土曜日まるとあちゃね。集まる時間が13時より早いものには行けません。 ဒီကဲမစင်းနဲ့မသွားနိုင်ဘူးတဲ့ဘယ်ချိန်မသွားနိုင်ဘူးလဲဆိုတော့အစမနုဂျီကန်ကဂျူဆန်ဂျီရောဒီဟိုင်ဟိုင်အစမနုဂျီကန်လူစုတဲ့အချိန်ကဂျူဆန်ဂျီတနိုင်ထက်စောတဲ့ဟာကိုမသွားနိုင်ဘူးအဲ့တော့ဂျူဆန်ဂျီစနေကတနိုင်တနိုင်နောက်ပိုင်းဟာပဲသွားနိုင်မှာတနိုင်နောက်ပိုင်းဟာဒီပဲရှာရတော့မယ်နောက်တစ်ခုဒီယိုကင်ပတ်စံကလာပြီနော်တထောင်ဤကောက် တထောင်အောင်ဆိုရင်ကောင်းမယ်အဲ့တော့သူ့ရဲ့သမတ်တစ်ချက်တည်းကစနေနေ့လူဆော့ပတ်ချိန်ကတနာရီထက်စောလို့မရဘူးငွေကတထောင်အောင်ပဲကြတနိုင်မယ်ဟဲ့အဖြေတွေ့ရှာကြည့်အောင်စနေနေ့ပဲသွားနိုင်မယ်ဆိုတော့စနေနေ့တွေအရင်ရှာထားမယ်ဒီမှာစနေတစ်ခုရှိမယ်ဒီမှာစနေရှိမယ် အဲပြီးတော့စနေအောင်မှာနှစ်ခုထပ်ပြီးတော့ရှိရနော်အဲ့တော့စနေတွေကိုအရင်ကြည့်မယ်အဲ့ဒီမှာမှသူအချိန်လူစုမဲ့ချိန်နော်အစမလို့ကြည့်ကတနိုင်ထက်စောတာလာလို့မရဘူးတဲ့အဲ့တော့ဒီတစ်ခုဆိုရင်တနိုင်90မှာဆိုတော့ဒီတစ်ခုကလာလို့ရတော့တယ်မလားတနိုင်90မှာပတ်စံ1000အောက်ပဲဆိုတော့ဒီမှာပတ်စံကိုကြည့်လိုက်တော့800အဲ့တော့နံပါတ်1ကဖြစ်နိုင်တယ်သူတို့လို့ရမယ် နောက်စနေနေ့ရှိတော့ဒီအဖြစ်နဲ့လည်းမရသေးနောက်ထပ်သွတ်ထက်ရှာမယ်ဒီဖက်စနေကြတော့လူစုမဲ့ချိန်က7:50သူတနိုင်တဲ့စောလို့မရအောင်ဆိုဒါလည်းဖြစ်နိုင်တယ်မလားသူအတွက်ဒါပေမဲ့ပတ်စံအောင်တွက်ကြည့်လိုက်မယ်950တထောင်အောင်သူတက်နိုင်တယ်ဆိုတော့ဒါလည်းပဲဖြစ်နိုင်မယ်နောက်ထပ်စနေတွက်ကြည့်တော့ဒါလူစုမဲ့ချိန်8နိုင်မနေ့8နိုင်ဖြစ်တော့ဒါမှဖြစ်နိုင်တော့နောက်ထပ်စနေတွက်ကြည့်မယ်လူစုမဲ့ချိန်7:50ဒါလည်းမဖြစ်နိုင်တော့ ။ဒါကြောင့်မို့လို့လူစုမဲ့ချင်းတတိုင်းထက်မစော်ဘူးဆိုတော့တတိုင်းလောက်ပိုင်ဟာရင်ရွေးတယ်။ပတ်စံတထောင်အောင်ဒါလည်း okay နေပြီ။စနေလည်းပတ်နေပြီဆိုတော့သူရွေးလို့ရမယ်ဟာဘာနဲ့ဘာနဲ့ဆိုတော့နိနဲ့စံနဲ့ဖြစ်လိမ့်မယ်။ဒါကြောင့်အဖြေကနိနဲ့စံနဲ့ပါတယ်ဟောင်းတွက်ရှာရမယ်နဲ့ပါတယ်ဟာဆိုတော့一番ですね。ありがとうございます。あまねにゃやちゃばぜ。